မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်ထိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဒီပင်းရဲမြို့ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ16ရက်နေ့မနက်ပိုင်းမှာဒီပင်းရဲမြို့ပေါ်မှာရှိတဲ့ကုန်းတာဦးကျောင်းမှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒီပင်းရဲမြို့နယ်အဖြူရောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖအဖွဲ့ကရဲဘော်များကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုအပြီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့လည်းအရင်အတွက်ကတော့အတိပြုနေဆဲဖြစ်တယ်လို့သိရပါတယ်စစ်ခွဲထိခိုက်ဒေဆုံးမှုကတော့အတိအကျမသိရသေးပါဘူးအတိအပြောက်ကတော့ရှိနိုင်ပါတယ်လို့အဖြစ်ရောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဖက်ကဖက်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့ရွှေပြည်သာရက်ကွက်နယ်ကြေးတော်ရက်ကွက်ရွာမနယ်ပိုက်ဆိုင်ကဒေသခံပြည်သူတွေအားလုံးကိုနှစ်ရက်အတွင်းမှာရွှေပြောင်းပေးကြရန်စစ်ကောင်စီတပ်ဖွဲ့ဝင်များကနှင်ထုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေပြည်သာရက်ကွက်မှာနေထိုင်သူများအားလုံးကိုစက်တင်ဘာလ14ရက်နေ့ကစပြီးတော့စစ်တွေမြို့ထဲကိုရွှေပြောင်းနေထိုင်ကြရန်စစ်ကောင်စီတပ်ဖွဲ့ဝင်များကတိုင်ဝင်တိုင်ထွက်နဲ့နှင်ထုတ်နေကြောင်းနှင်ထုတ်ခံရတဲ့အသက်50အရွယ်အမျိုးသားတူကပြောဆိုလာပါတယ်။14ရက်နေ့ကခေါ်ပြီးတော့ပြောတယ်။အိမ်တွေကိုလည်းလိုက်လံပြီးတော့ပြောတယ်။ဒီမှာနေလို့မရတော့ ဘူးတဲ့နှစ်ရက်အချိန်ပေးမယ်လို့ပြောတယ်နှစ်ရက်အတွင်းမှာအပီးထွက်ကြရမယ်အိမ်တွေကိုရောဖြိုချပြီးတော့ယူခြင်းယူသွားလို့ရတယ်လို့ပြောတယ်အဲ့ဒါကြောင့်ထွက်လာကြရတာလို့ပြောဆိုထားပါတယ်ရွှေပြည်သားရက်ကွာမှာနေထိုင်တဲ့သူများဟာမတည်ငြိမ်တဲ့စစ်တွေမျိုးအခြေအနေကြောင့်တခြားဒေသများကိုအများပြားတင်းရှောင်သွားကြပြီဖြစ်ကကြံရှိနေတဲ့ရက်ကွာတွင်းကနေထိုင်သူများကိုပါစစ်ကောင်စီတပ်ကထပ်မံနှိမ်ထုတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်ရွှေပြည်သားရက်ကွာနဲ့အနီးဆုံးမှာရှိနေတဲ့ကြီးတော်ကရွာသားများဟာလည်းပြီးခဲ့တဲ့စက်တဘာလ၈ရက်နေ့ကစစ်တွေမျိုးတွေကိုရွှေပြောင်းပေးခဲ့ရပြီ ီးတော့စစ်ကောင်စီကအတင်းအဓမ္မနှင်ထုတ်ခဲ့ကြောင်းရွာသားများကပြောဆိုထားပါတယ်ကျေးရွာသားတအုပ်ကဘာအကြောင်းများချက်မှမရှိဘဲနဲ့ကိုယ်အိမ်မှာကိုယ်နေနေတာကိုတခြားနေရာကိုရွှေ့ကိုင်းတယ်မပြောင်းရွှေ့ရင်ဖမ်းမယ်စီးမယ်ဆိုတာကြီးပဲဒါကနှင်ထုတ်တာပဲရွှေပြည်သားလည်းအဲ့လိုကြားရတော့စိတ်မကောင်းပါဘူးစစ်တွေမျိုးထဲမှာအိမ်ကလည်းမရှိဘူး ဘယ်မှာသွားနေရမလဲတော်တော်လေးကိုစိတ်ဆင်းရဲဖို့ကောင်းပါတယ်လို့ပြောဆိုထားပါဗျ။လက်ရှိမှာရွှေပြည်သားနဲ့ခြေတော်ရွာသားများဟာစစ်တွေမျိုးတွင်ကိုဝင်ရောက်လာကြပြီဖြစ်ကဖုံးတော်ကြီးเจ้าများနဲ့နှိဆက်ရာဆွေမျိုးတွေရဲ့အိမ်များမှာခိုကပ်ပြီးတော့နေထိုင်နေရတယ်လို့ရွာသားများကပြောဆိုထားပါဗျ။နောက်ထပ်ရွှေပြည်သားဒေသခံတဦးကလည်းစစ်တွေမျိုးတွင်ဘက်ကိုပဲဝင်လာရတာပါ။တချို့လဲနီးဆက်ရာတွေမှာနေကြတယ်တချို့လဲဖုံးတော်ကြီးเจ้าတွေမှာနေကြပါတယ်ဖုံးတော်ကြီးเจ้าတွေမှာကလည်းစစ်ဘေးရှောင်တွေတဲကိုနေကြတာများတာဆိုတော့ တချို့ကျောင်းတွေဆိုရင်လည်းလက်မခံကြတာလည်းရှိတော့နေထိုင်စားတောက်ရေးကအစအခက်အခဲတွေအများကြီးရှိပါတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီက တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲနဲ့ဒေသခံပြည်သူများကိုရွှေ့ပြောင်းချင်တိုင်းရွှေ့ပြောင်းနေပြီးတော့နေရထိုင်ခြင်းနဲ့စားနေရိတ်ခါများကိုလည်းထောက်ပံ့ပေးခြင်းမရှိဘူးလို့စုံစမ်းသိရှိရပါတယ်။ရွှေ့ပြည်သားနဲ့ကြေးတော်ရက်ွက်တို့ဟာစစ်တွေမျိုးဆက်ရိုးကြချောင်းတစ်ဖက်ကန်းဆက်ရိုးကြဒရားအနီးမှာရှိပြီးတော့အပြစ်မဲ့အရသားပြည်သူတရာခန့်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရတဲ့ဗျိုင်းဖြူကြေးရွာနယ်လေနီးတဲ့ရက်ွက်များဖြစ်တယ်လို့သိရပါတယ်။ရွှေ့ပြည်သားနဲ့ကြေးတော်ရက်ွက်ဟာစစ်ကောင်စီကရခိုင်ကလေးက လုံလုံရေးဂိတ်များချထားပြီးတော့ပြီးခဲ့တဲ့လကစပြီးဂိတ်များတိုးမြင့်ပြီးတော့ချထားကကြေးပါအတွင်းမှာတက်ဆွဲနေထိုင်မှုအတွက်ရွာသားများကိုနှင်ထုတ်ခြင်းဖြစ်တယ်လို့သုံးသပ်သူများကပြောဆိုနေကြပါတယ်စစ်ကောင်စီနှင်ထုတ်တဲ့ကြေးရွာစစ်တွေမြို့နယ်မှာ15ရွာထဲမှာနေရှိလာပြီးတော့ပလင်ပြင်း အောင်တိုင်းကြက်တော်ပြင်ကြွီတဲပိုက်စိတ်ကြီးကြွီတဲပိုက်စိတ်ငယ်အုံးရီဖို့ရေချမ်းပြင်ကြားလေချောင်းတင်ပုံတန်းမောင်းနေပြင်အမြင့်ကျုံဗျိုင်းဖြူကြီးတော်ရွှေပြည်သာစတဲ့ခြေရွာများမှာတက်ဆွဲထားကြကြောင်းတရင်ရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကို MOU စနစ်နဲ့ရွှေရတနာဖြိုးပြည်ပအလုပ်ကန်အေဂျင်စီကမြန်မာအလုပ်သမားအယောက်တရာကိုဝန်ဆောင်ကယူပြီးတော့ဆေးလွတ်ခဲ့တော့လေထိုင်းနိုင်ငံကိုရောက်ရှိတဲ့အချိန်မှာအလုပ်မရတဲ့အတွက်အလုပ်သမားများအလုံးဟာဒုက္ခရောက်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ ဩဂတ်လ29ရက်နေ့မှာရွှေရနာဖြိုးပြပလောက်ကန်အေဂျင်စီကမြန်မာအလုပ်သမားအယောက်တရာကို MOU စနစ်နဲ့မြန်မာနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အလုပ်သမားတအုပ်ကိုအေဂျင်စီဝန်ဆောင်ကငွေကျပ်သိန်း40၊လေယာဉ်လက်မှတ်ဖိုး10သိန်းခွဲ၊အတအမကန်ချေး4000ကျပ်၊သွေးစစ်က2000ခွဲကျပ်၊စုစုပေါင်းအလုပ်သမားတအုပ်ကို53သိန်း1000ကျပ်ကုန်ကျခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့အချိန်မှာလည်းအလုပ်စမှတ်ချေးဆိုပြီးတော့ထိုင်းဘဏ်ငွေ9000ထပ်မံတောင်းခံခဲ့တယ်လို့သိရပါတယ်။ မြန်မာပြည်မှာတော့ကလည်းဝင်ဆောင်ကားတွေအပါအဝင်ဈေးအိစကစုစုပေါင်း53သိန်းတောင်ပေးခဲ့ရတယ်။ထိုင်းရောက်တော့အလုတ်ဆက်မှတ်ကြီးဆိုပြီးတော့ဘတ်9000ထပ်တောင်းတယ်။ဒါပေမဲ့အခုတည်းထိအလုတ်လည်းမရသေးဘူး။အလုတ်လည်းမရှိကြဘူး။အခု agency ကငှားထားတဲ့အယုဒ္ဓယာကအဆောင်တစ်ခုမှထားထားတယ်။ဒီနေ့ကျွန်တော်တို့ရောက်တာရပ်ပေါင်း20နီးပါးရှိတော့မယ်။ဘာအလုတ်မှမရသေးဘူးလို့အလုတ်သမားတို့ကပြောဆိုထားပါတယ်။အလုတ်သမားအယောက်တရာမှာအလုတ်မရတဲ့အတွက်ရန်ကုန်မှာရှိတဲ့ရွှေရတနာဖြိုးပြပအလုတ်ကိုင်း agency ကိုဖုန်းဆက်ရမှာလဲ။ ်အဆင်ပြေအောင်ဆောင်ရွက်ပေးရန်မေတ္တာရက်ခံခဲ့ရမှာဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့အပြင်တိုင်ခြင်းဟာတိုင်ဆိုပြီးတော့ပြောဆိုခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့မှာအလုံးမရသေးလို့ပို့ပေးတဲ့ရွှေရတနာဖြိုးအေဂျင်စီကိုဖုန်းဆက်ပြီးတော့ပြောတော့အေဂျင်စီဘက်ကတိုင်ခြင်းတဲ့နေရာတိုင်လို့ရတယ်ဆိုပြီးပြန်ပြောတယ်ကျွန်တော်တို့တွေမဟုတ်ပါဘူးရွှေရတနာဖြိုးအေဂျင်စီနဲ့လာတဲ့ကဏီးကအလုံသမားတွေလည်းအလုံးမရကြဘူးအဲ့လိုအခြေအနေဖြစ်နေပါတယ်လို့ထိုင်းရောက်မြန်မာအလုံသမားများကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီကပြည်ပ အလုတ်သမားများထံကနေပြီးတော့အခွန်ရရှိရေးအထူးဦးစားပေးပြီးတော့ပြည်ပရောက်အလုတ်သမားများရဲ့အခက်အခဲများကိုဖြေရှင်းပေးမှုမရှိဘဲအလုတ်ကိုင်အေဂျင်စီများဘက်ကနေပြီးတော့ရက်တည်နေတဲ့အတော့မြန်မာအလုတ်သမားများဒုက္ခရောက်နေရတယ်လို့ထိုင်းရောက်မြန်မာအလုတ်သမားများကပြောဆိုထားကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းပလောမြို့နယ်မှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားမှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကတစ်လာတော်ခြေရွာနဲ့ဖော့ဆိုတဲ့ခြေရွာတို့ကိုမီးတင်ရှို့ကာပြည်သူများကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တဘာလ15ရက်နေ့မှာပလောမြို့နယ်အတွင်းစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်တပ်ကစစ်ကြောင်းထိုးရာကနေပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စက်တဘာလ15ရက်နေ့မှာစစ်တပ်ကအနီးနားမှာရှိတဲ့တစ်လာတော်ခြေရွာ ွာအတွင်းကိုဝင်ရောက်ပြီးတော့နေအိမ်များကိုမီးတင်ရှို့ခဲ့တယ်လို့သိရပါတယ်။တနင်္လာရီတိုင်းပလောမြို့နယ်တစ်လာတော်ကျေးရွာမှာစစ်ခွေးတွေကအိမ်တွေကိုမီးရှို့တယ်။တိုက်ပွဲဖြစ်တဲ့အနီးနားကရွာတွေကိုဝင်ရမ်းတဲ့သဘောပဲ။ ်ပြည်သူတချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်၁၅ရက်နေ့ကတစ်လာတော့ကြေးရွာကိုဝင်ပြီးတော့မိရှုပ်သွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်စက်တင်ဘာလ၁၆ရက်နေ့မှာတော့စစ်တပ်ကတစ်လာတော့ကြေးရွာကနေစစ်ကြောင်းပြန်လဲထွက်ခွာခဲ့ရမှာလဲအနီးနားမှာရှိတဲ့ဖော့ဆိုတဲ့ကြေးရွာကိုမိဝင်ရှုပ်ခဲ့တယ်လို့သိရပါတယ်၎င်းမိဝင်ရှုပ်မှုကြောင့်ပြည်သူတွေရဲ့နေအများပြားပြကြပြက်စီးသွားတယ်လို့သိရပါတယ်။တစ်လာတော့ရွာအနာကဖော့ဆိုတဲ့ ကရင်အများစုနေတဲ့ရွာမှာတိုက်ပွဲထပ်ဖြစ်တယ်။အဲ့ဒီရွာကအိမ်တွေကိုမိထပ်ရှို့သွားတယ်။အနီးနားကရွာသူရွာသားတွေလည်းအကုန်ပြေးနေရတယ်လို့ဒေသသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးခြင်းနဲ့ကြီးရွာများကိုမိရှို့ခြင်းပြည်သူများကိုဖမ်းဆီးနေခြင်းတို့ကြောင့်ပလောမြို့နယ်အတွင်းမှာကြီးရွာ၄ရွာထဲမှာ ਨੇ ပြည်သူများဟာရာနဲ့ချီပြီးတော့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာစစ်မှုထမ်းဥပဒေအရလူငယ်များကိုပေါ်တာဆွဲခြင်းဆင့်ခေါ်ခြင်းနဲ့စုဆောင်းပေးခြင်းများကိုလှုံ့ဆော်ပေးနေတဲ့ရက်ကွက်ခြေရွာအုပ်ချုပ်ရေးမှုယာယီမှုစေအိမ်မှုများရဲ့တားများတူများနဲ့ဆွေမျိုးများကိုစစ်ကောင်စီကနားလည်မှုနဲ့စစ်မှုထမ်းကင်းလွတ်ခွင့်ပြုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်အပီလကစတင်ပြီးတော့စစ်မှုထမ်းဥပဒေနဲ့လူငယ်များကို စုဆောင်ရမှာရက်ကွက်နဲ့ခြေဝါအုပ်ချုပ်ရေးအဖွဲ့များဟာအခြေခံအကြဆုံးအကောင့်ထဲပေါ်ရတဲ့ရန်တရားဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းဥပဒေနဲ့စစ်သားများကိုစင့်ခေါ်ရမှာရက်ကွက်နဲ့ခြေဝါအုပ်ချုပ်ရေးမှုများရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအဓိကအကြဆုံးဖြစ်တဲ့အတွက်၎င်းရဲ့တူများသားများစစ်မှုထမ်းခွင့်ကိုယာယီအားဖြင့်ခွင့်ပြုထားတယ်လို့သိရပါဗျ။အခုလိုမျိုးကင်းလွတ်ခွင့်ပြုထားခြင်းဟာယာယီသဘောဖြစ်တော့လေ နောက်နောက်ပြည်သူစစ်မှုထမ်းနေဥပဒေပြဋ္ဌာန်းပြီးပါကတပ်သားတွေစုဆောင်းရေးဆောင်ရွက်ပေးသူများရဲ့တားများတူများကိုချွင်းချက်နဲ့ကင်းလွတ်ခွင့်ရှောက်ထားနိုင်တဲ့အခြေအနေရှိနိုင်တယ်လို့အဲ့ဒီသတင်းရေးမြစ်ကပြောဆိုထားပါတယ်အခုကတော့တိုင်းခရိုင်မြို့နယ်နားလည်မှုနဲ့ရကြေးအုပ်ချုပ်ရေးမှုတွေနဲ့ရကြေးအဖွဲ့ဝင်တွေရဲ့တားတွေတူတွေဆွေမျိုးတွေကိုစစ်မှုထမ်းကင်းလွတ်ခွင့်ပေးထားတာမျိုးတွေရှိပါတယ်ရကြေးဆိုတာက သူတို့ပူပေါင်းမှုမရှိဘဲနဲ့ဘလို့မှစစ်မှုထမ်းစင့်ခေါ်ဖို့အဆင်မပြေနိုင်ဘူးလေခက်ခဲမှုတွေရှိမှာပဲသူတို့ကအခြေခံအကြဆုံးအကောင့်ထဲပေါ်ပြီးနေတဲ့သူတွေဖြစ်နေတာမို့လို့နားလည်မှုနဲ့ကင်းလွတ်ခွင့်ပေးထားတာမျိုးတွေရှိတယ်ပြည်သူစစ်မှုထမ်းနေဥပဒေပြဋ္ဌာန်းပြီးရင်တော့တပ်ဆိုင်ရာ ပြည်နယ်တိုင်းခရိုင်မြို့နယ်အလိုက်လုံပိုင်ခွင့်တွေပေးထားတာတွေရှိတော့အဲ့ဒီထောက်ခံချက်နဲ့ဘဟုမှာစစ်မှုထမ်းခွင့်ကင်းလွတ်ခွင့် ရှောက်ထားလို့ရနိုင်ပါတယ်လို့ပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်စစ်မှုထမ်းစင့်ခေါ်မှုများနဲ့ပတ်သက်ပြီးတော့ရက်ကျေးအုပ်ချုပ်ရေးအဖွဲ့များရဲ့ငွေကြေးကောက်ခံမှုတိုင်ကြားမှုများစစ်ကောင်စီထံကို ရောက်ရှိလာတော့လေလက်တလောကာလဟာအရေးပေါ်ကာလဖြစ်ခြင်းအင်အားလိုအပ်နေခြင်းကနဦးကာလလေးလာတင်ယူနေရခြင်းများကြောင့်အရေးယူမှုတစုံတရာမလုံဆောင်ပဲသတိပေးတားမြစ်မှုများသာလုံဆောင်နေတယ်လို့သိရပါတယ်နိုင်ငံတော်ဝါမှာစစ်မှုထမ်းဥပဒေနဲ့အသက်၁၈နှစ်ကနေပြီးတော့အသက်၃၅နှစ်အထိလူငယ်များကို စစ်သားအဖြစ်နဲ့စူးစောင်းဆဲခေါ်ရမှာရကြေးအုပ်ချုပ်ရေးအဖွဲ့များနဲ့စစ်တပ်ကငွေကြေးများအတင်းအဓမ္မချင်းချောက်တောင်းခံခြင်းလက်ပေးလက်ယူပြုလုပ်ခြင်းလစဉ်လာတိုင်းအတင်းအကျပ်ငွေကြေးများထည့်ဝင်စေခြင်းများဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ